အငားနဲ့ထွက်ခွာခွင့်ပေးထားတဲ့ကီပါကဘုံမောက်မှာလက်စွမ်းပြနေပြီမင်းရောဘတ်ဆန်ချက်စ်ကရောချယ်ဆီမှာမှွေနေတယ်ပရိသတ်များလုံးမဲ့မင်္ဂလာပါများဘလူးလိုင်းကင်းကနေပြန်လေးကြိုးစိုးလိုက်ပါတယ်ကျွန်တော်ချယ်ဆီပရိသတ်တွေကချယ်ဆီကိုသမားရောဘတ်ဆန်ချန်နဲ့အိုနန်နာကိုညီကိုရီများလားဆိုပြီးခိုင်းနိုင်ကလောင်ပြောင်ပြောဆိုတတ်ကြပါတယ်ရောဘတ်ဆန်ချက်ကလည်းအိုနန်နာလိုမျိုးလက်စွမ်းမကောင်းချီထုတ်ကြတဲ့နေရာမျိုးမှာနှစ်ယောက်မရှိတာအကြောင်းဖြစ်ပါတယ်ဒါပေမဲ့ဒီနောက်ဆိုရင်တော့ဒီချီထုတ်ကိုသမားနှစ်ယောက်ကိုနိုင်ရှင်ပြောဆိုတာမျိုးတွေတောင်မှမလုပ်သင့်တော့ဘူးလို့မိတ်ဆွေတို့ကိုအကြံပြုလိုက်ရပါတယ် ။ဘာလို့လဲဆိုတော့အိုနာနာကတောင်မှရောဘတ်ဆန်ချက်စ်နဲ့ရှင်တော့ပိုကောင်းပြီးတော့ပိုပြီးတော့အားကိုးနေရသေးတယ်ဆိုတော့ အချက်အမှတ်တန်းတစ်ခုထွက်ပေါ်လာခဲ့လို့ဖြစ်ပါရီဂျက်စီပရိသတ်တွေဆိုတော့ကလည်းမယူသိန်းအဖြစ်ကိုကြည်ပြီးသင်ခန်းစာယူတံဝေးကရနေကြပါရီဆိုကမှအခုဆိုရင်ခြေထုပ်ကျနေတဲ့အသင်းပိုင်ရှင်တွေကြောင့်မယူလိုမျိုးအဖြစ်မျိုးကိုရိုင်းရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါရီရောဘတ်ဆန်ချက်လိုအုံနောက်ပါမလာတဲ့ဂိုးသမားဂိုးမဖမ်းတဲ့ဂိုးသမားမျိုးနဲ့ချက်စီသိန်းအနေဒါကဘယ်လိုလုပ်ရှေ့ကိုရောက်နိုင်မှာလဲဆိုပြီးတော့လည်းတွေးပြီးတော့ရင်နာရပါရီကိုဖန်ကက်စ်ကပြုလုပ်ခဲ့တဲ့စစ်တမ်းတွေရပရီးမီးယားလိအသင်း20ကဂိုးသမားတွေကို3ရဲ့စွမ်းဆောင်မှုတွေပေါ်မှာမူတည်ပြီးတော့အဆင့်သတ်မှတ်ချက်တွေပြုလုပ်ပြီးခဲ့ရမှာတော့အာဆင်နယ်ဂိုးသမားရာယာကအဆင့်1ဖော်ရက်စ်ဂိုးသမားမက်ဆဲကအ စင်းနေနေရာမှာယက်တီနေပါရီအစင်သုံးမှာတော့ Chelsea ကနေ9တက်ထွက်ကစားနေတဲ့ဘုံမောက်ကိုသမားကီပါကယက်တီနေပြီး Chelsea ရဲ့နံပါတ်1ကိုသမားကြီး Robert Sanchez ကတော့အစင်း20မှာယက်တီနေလို့သိရပါပါတယ် Chelsea ရဲ့လုံရက်ကတော့ Man United ထက်သေးပါပြီ Man United ကလည်းဒီကီယာဂိုကန်တို့ဘရိုအိုနာနာကိုခေါ်ယူခဲ့တာကြောင့်ဒုက္ခရောက်ခဲ့ရပြီးအခု Chelsea ကလည်းကီပါကိုတော့အငားနဲ့ထွက်ခွာခွင့်ပေးထားပြီး Robert Sanchez နဲ့ပရိသတ်တွေကိုစိတ်ဒုက္ခပေးထားခဲ့တာလည်းဖြစ်ပါတယ် Chelsea ဘုံဖွဲ့နဲ့နီပြားရဲ့ရွှေညံတော်စူးရောက်ပုံကတော့အော်ချရလောက်ပါတယ်